မြန်မာနိုင်ငံမှာငွေကြေးမပြည့်စုံမှုပါဝင်အကြောင်းမျိုးမျိုးကြောင့်ပညာသင်တဲ့အရွယ်မှာလုပ်ငန်းဝင်တွေရောက်ရှိနေကြတဲ့ကလေးငယ်တွေများပြားရှိနေပါတယ်။မြန်မာ Mobile Education မိုင်မီဟာလက်ဖက်ဆိုင်တဲ့ဘာကကျောင်းတွေကစာမတင်နိုင်တဲ့ကလေးတွေကိုလှည့်လည်စာတင်ပေးနေတယ်လို့လက်ရှိမှာတော့တပတ်ကို3ရက်နှုန်းနဲ့ Monster လက်ဖက်ဆိုင်မှာတင်ပေးနေတာ6လလောက်ရှိပါပြီ။စာတင်ပေးတဲ့အခါမိုင်မီအနေနဲ့စိုင်းပိုင်ရှင်တွေကိုရှင်းပြတာပြဿနာမရှိပေမဲ့ကလေးငယ်တွေကတော့ စာတက်ရင်ဘာများထူးခြားသွားမှလဲလို့မေးခွန်းထုတ်တာတွေရှိတယ်လို့ဥတည်မမောင်အေးကပြောပါတယ်။လဖေးဆိုင်ကကလေးတွေဟာအတန်းပညာပိုတက်သူထက်ကြောင်းထွက်ပြီးစောစောလှုပ်ဝင်သူတွေကလစာပိုရတာမျိုးဖြစ်နေတာကြောင့်ဘာလို့စာတင်ရတယ်ဆိုတာရှင်းပြတယ်လို့ရေရှည်မှာထိရောက်မဲ့ဘူသူတာတွေတင်ပေးရတယ်လို့ဆိုပါတယ်။ ်ဟိုတည်တည်ချာချာရှင်းပြတဲ့အခါကြားလို့ရှိရင်တော့ဒီလက်မခံတဲ့ sanction ဆိုတာကမရှိတော့ဘူး။အဲ့ပိုင်းမှာတော့တိတ်ခက်ခဲမရှိဘူး။ကလေးသူငယ်တွေကိုတွားပြီးတော့စကားပြောတဲ့အခါကျမှလာမင်းတို့ကိုစာတင်ပေးမယ်ဆိုလို့ရှိရင်သူတို့ကကိုယ့်ကိုပြန်ကြည့်ရောဆရာ။ ဒီစာတက်လို့ကျွန်တော်တို့ကဘာဖြစ်မှာလဲကျွန်တော်တို့ဘဝကဘာတွေထူးခြားသွားမှာလဲဆိုတော့မေကုံးကပထမဆုံးထွက်လာအဲသူတို့ကိုလည်းတွားပြီးအဖြစ်ပြောလို့မရဘူးတစ်ဖက်ဆိုင်ပေါင်းကြီးခြေလိုက်လို့ရှိရင်ဟိုနှစ်တန်းသုံးတန်းအောင်လာတဲ့အောင်လာတဲ့ကြောင်းသားရောကလေးရောဆယ်တန်းပြီးတဲ့ကလေးရောအတူလုံနေရနှစ်တန်းသုံးတန်းတက်လာတဲ့ကောင်ကဆယ်တန်းအောင်လာတဲ့ကောင်ထက်သူကလက်ကပိုများတယ်သူကကြောင်းမတက်လိုက်ရတော့သူကတစ်ဖက်ဆိုင်စိုးစီးရောက်တော့သူကအတွေ့အကြုံဘူးတွေ့ရရင်များပြီးတော့ဝါရစ်သွားတော့လက်ကတွေကနည်းနည်းမြင့်သွားပြီအဲ့ဒါကြောင့်မို့အခုမိုင်းကြီးကကိုယ်တင်နေဆိုတဲ့ဟာလက်တွေ့ကြတဲ့အသိဉာဏ်ဘူးတူတာကိုပေးပြီးတော့ဒီ vocation additional skill တွေပေါ့နော်ဒီအဲ့လိုမျိုးတွေပါမယ်ဆိုတဲ့ဟာကိုတေချာရှင်းပြပြီးအကျိုးအကျောင်းတော့တေချာထိထိရောက်နေအချက်ချက်ချက်ရှင်းပြတဲ့ခါကျတော့ကလေးတွေလည်းနားလဲတယ်ဒါပေမဲ့အစပိုင်းမှာခုနလိုမျိုးသူတို့နားလဲအောင်ရှင်းပြရတယ်ပေါ့အခက်အခဲတွေတော့အများကြီးရှိရပါတော့လက်ဖက်ဆိုင်မှာပဲဘဝကိုကုံဆုံးသွားနိုင်တဲ့ကလေးတွေအတွက်မိုင်မီရဲ့စီစဉ်ဟာတကယ်လိုအပ်တဲ့နေရာကိုဖြည့်ဆည်းပေးနေတာဖြစ်ပြီး Samsung ကုမ္ပဏီအနေနဲ့ပါဝင်ကူညီရတဲ့အတွက်ဂုဏ်ယူတယ်လို့ဆိုလာသူကကုကျော်စွာလင်းပါ ပုံမှန်အဖြစ်ဆိုရင်ဒီကလေးတွေကဒီလက်ပေးဆိုင်မှာပဲသူတို့ဘွားတွေကိုအချိန်ကုန်သွားဖို့များတယ်ပေါ့နော်ဒီဘလိုမှလည်းစားဖို့စားတက်ဖို့ခွင့်လန်းလည်းမရှိသလိုဒီတက်ပို့ပြီးတော့ဟိုသူတို့ရဲ့ဘွားပေါ့နော်စီမံချက်တွေရှေ့ဆက်လုပ်ရမယ့်လုပ်ငန်းတွေအတွက်လည်းသူတို့ကပို့ပြီးတော့ဒီတက်ပို့ပြီးစဉ်းစားလို့မှမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီမိုင်မီကနေပြီးတော့ဒီလိုမျိုးအစီအစဉ်ကိုဖောင်ကူဒရာဖွဲ့ဒီပညာတက်တဲ့မတက်တဲ့ကလေးတွေကိုဟိုစားတက်အောင်လုပ်ပေးမယ်စားတက်ပြီးသားကလေးတွေကိုဒီတက်ပို့ပြီးတော့အကောင်းမွန်တဲ့ပေါ့နော်ဟိုတင်ကြားမှုဆိုင်ပိုင်းဆိုင်ရာတွေကိုသူတို့တွေနဲ့ကူညီထောက်ပံ့ပေးရဲဆိုတော့ Samsung အနေနဲ့ လဲပေါ့เนาะဒီမှာရှိတဲ့ဟို program ဥမာမိုင်မီနဲ့ပူးပေါင်းပြီးတော့လောက်ရတဲ့အတွက်လည်းအများကြီးကိုပဲဟိုဂုဏ်ယူမိပါတယ်ဒီရှေ့ဆက်ပြီးတော့လည်းပဲအဲဆက်လက်ပြီးတော့ဟိုကုညီထောက်ပံ့တာကိုရည်ရထားပါတယ်2014နှစ်စပိုင်းမှာစတင်ခဲ့တဲ့မိုင်မီဟာစတင်ကန်းပုံပြုတ်လုထားတဲ့ဘတ်စကား2စီးနဲ့စတင်ခဲ့တာဖြစ်ပြီးလက်ရှိမှာရန်ကုန်နဲ့မန္တလေးကကျောင်းသားပေါင်း900ကျော်ကိုဘတ်စကား4စီးနဲ့တင်ကြားပေးနေပါတယ် Samsung ကုမ္ပဏီကလည်းဘတ်စကား2စီးထောက်ပံ့ထားပြီးတော့လက်ဖိဆိုင်တွေတင်မဟုတ်ဘဲ တခြားစာမတင်နိုင်တဲ့ကလေးတွေကိုပါကူညီမှာဖြစ်တာကြောင့်အရှိတကုံတကုံစိတ်ကန်းနဲ့လိုင်းသာယာဘက်တွေမှာလည်းစာတင်ဖို့စီရင်ကောင်းနေပါပြီ။စေတနာဝန်ထမ်းဖြစ်စာတင်ပေးနေတာတစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ကူအောင်ကိုထွေးကတော့စာတင်ရွယ်ကလေးတွေနဲ့ရောက်ရှိနေတဲ့နေရာ မလိုက်ဖက်တာကြောင့်စိတ်မကောင်းဖြစ်မိတယ်လို့စာတင်ကြောင်းမှာတင်ရတာမျိုးနဲ့မတူပဲအခါတလေတော့စိန်ခေါ်မှုတွေရှိတယ်လို့ပြောပြပါတယ်။ပါခံစားမိတယ်ဆိုတော့ဒီနေရာသူတို့ရဲ့နေရာမှာမဟုတ်ဘူးသူတို့အเจ้าမှာပဲရှိတဲ့လေ ။ဘာညာပေါ့အဲ့လိုဦးမထားပါတော့မီးပွိုင်မှာအာပွိုင်မိနေတော့ပန်းလာရောက်တဲ့ကလေးတယောက်တွေသူတို့တွေစိတ်မကောင်းဖြစ်တယ်။ဒါသူတို့နေရမဟုတ်ဘူး။ဒီလိုမဖြစ်ရဘူး။စိတ်ထဲမှာတော့အဲ့လိုသာသာမီးတောင်းသားတွေနဲ့ဆက်ဆံရတာတော့တချို့အချိန်တွေမှာอืม challenge ဖြစ်တယ်ပေါ့။မိုင်းမီးရဲ့စီစဉ်တဲ့စာတင်ယူနေတဲ့ကိုနိုင်လင်းကတော့လူမှုဆက်ဆံရေးကအစပြောင်းလဲလာတယ်လို့ဆိုင်ကိုနိုင်ငံသားတွေလာရင်လည်းမကြောက်တော့ဘဲနဲ့ အဆင်ပြေအောင်ပြောနိုင်ဆိုနိုင်ဖြစ်လာတယ်လို့သူ့ရဲ့တိုးတက်မှုကိုပြောပြပါဗျာအခုကြတော့ဒီအားရဲ့ကျမကြီးတွေလည်းတင်တယ်ချူရီဘူးဒါတွေလည်းတင်တယ်ပြီးတော့ကျတော့ light scale ပါတင်တော့ကျတော့ဒုမှုဆက်ဆံရေးပါနည်းနည်းပြောင်းလဲလာတော့အင်္ဂလိပ်စာတွေပါနည်းပတ်သက်တော့ကြတယ်ကလေးတွေပါဆိုနိုင်ငံခြားသားတွေပါလာလို့ရှိရင်အရင်တော့ဆိုကြောက်တော့အခုကျတိတ်ပြီးမကြောက်တော့လာပြီးဆိုတော့ menu ယူပဲကျတော့အင်္ဂလိပ်လိုပါနည်းနည်းပြောတာသူတို့တွေပြောအောင်လို့ကျွန်တော်တို့ရောရော့တက်ပြန်